င်္ဂလာပါရှင်။မိုးလေဝသနဲ့ဇလဗီဒာညချမှုဦးစီးဌာနကနေမေလ26ရက်ဒီနေ့နနက်9:00နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်။ကပ်ပလီပင်လေပြင်ဘင်္ဂလားပင်လေတောင်ပိုင်းနဲ့အရှေ့လေပိုင်းတို့တွင်မုတ်တုံလီအားကောင်းရမှအားလွန်ကောင်းနေပြီးကြံမင်္ဂလားပင်လေတို့တွင်မုတ်တုံလီအားအသင့်တင်မှအားကောင်းနေပါမယ်။ ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်နဲ့ချင်းပြည်နယ်တို့တွင် နေရာစစ်ဆေးကျန်တိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာအနှံ့ပြားမိုးထစ်ချုံရပြီးနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် နေရာခွက်ရီမိုးကြီးနိုင်ပါတယ်။ရွာရယာနှုံးပြည့်ဖြစ်ပါတယ်။ မြမပင်လေပြင်းတွင်မြဝကျုံမောမုတ်တမခွေမွန်တနင်္လာရီကံရန်တရှောင်းနှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်ရံဖန်ရံခါမုတ်တက်လေပြင်းများကြောက်ပြီးလိုင်းကြည့်ပါမယ်။မုတ်တက်လေပြင်းကြခြင်းရှေပြင်းမြေပြင်းလေဟာတနအိုင်လင်း35မိုင်အထိတက်ခတ်နိုင်ပါသည်။လိုင်းမြမမြဝကျုံမောမုတ်တမခွေမွန်တနင်္လာရီကံရန်တရှောင်းနှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်ကိုဝေမ7ပီကန်ရှိနိုင်ပါသည်။ကျန်မြမပင်လေပြင်းတွင်လိုင်းအသင့်တင်မှလိုင်းကြည့်နိုင်ပါသည်။ မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီလ25မိုင်မှမိုင်30အထိတက်ခတ်နိုင်ပါတယ်။လိုင်းမြင်မှာရခိုင်ကမ်းရင်းတခြားနယ်ကမ်းလုံပင်လေပြင်းတို့တွင်9ပေမှ9ပေခန့်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးဆက်လက်ပိုနေပါမယ်။ နေပြည်တော်ရန်ကုန်မြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိခန့်မှန်းချက်ကတော့မိုးတင်းတင်းထစ်ချုံရွာပြီးတခါတရံတီးထန်နိုင်ပါတယ်။ရွာအရာနှုံးပြေဖြစ်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိခန့်မှန်းချက်ကတော့မိုးတစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။ရွာအရာနှုံးပြေဖြစ်ပါရဲ့ရှင်။